ဲ့ထိုးသလားပေါ့နော်အဲ့လေးတစ်ခုပြပါမယ်အဲ့တော့ဘာလဲဆိုတော့ကျွန်တော်လဲဟိုဖိုးစီ channel ကနေပြီးတော့မှအဲတင်ထားတာတွေ့တာပေါ့နော်အဲတင်ထားတွေ့တော့သူကဒီဟန်ငယ်ဦးရဲ့ admin နဲ့ဒီကျော်စိုးဦးရဲ့ admin နဲ့ကတယောက်တည်းဖြစ်နေတယ်ဆိုတဲ့ကြောင့်သူကအထောက်ထားနဲ့အဲ့ဒီမှာ subscription နှစ်ခုပေါ့နော်ပြရတဲ့အခါကျကျွန်တော်အဲ့ဒါကြည့်ကြည့်ပြီးတော့ကျွန်တော်အဲ့ဒါအဲ့ဒီ post နှစ်ခုကိုကျွန်တော်ဒီမူရင်းပေါ့နော်သူတို့ကျော်စိုးဦးကို ဟိုင်ငင်းလို့ဘူးရင်ဖိုင်တယ်ကိုကျွန်တော်သွားကြည့်တော့အဟုတ်တယ်ဗျာဟုတ်တယ်ကျွန်တော်အဲ့ဒါလေးပြနော်အဲ့တော့အဲပြရင်တော့ဆက်ပြောမှာပါဗျာနော်အဲ့ဒါလေးရင်ပြလိုက်အဲဒါကကျော်စိုးဦးရဲ့အဲ channel တွေမှာပေါ့နော်ကျွန်တော်ဟိုလွတ်တော်ကိုယ်စားလှယ်ဟောင်းဥအောင်စိုးမင်းကိစ္စပေါ့ကျွန်တော်စကြောရေးစကမ်းမှာတည်သွားပြီဆိုပြီးတော့ပြောတယ်ဒီကောင်ကြီးကဒါမဟုတ်ဘူးမတည်ဘူးဝိုင်းညင်းတာပေါ့ဗျာဝိုင်းညင်းနေ post အဲ့ဒီ post နဲ့ပတ်သက်ပြီးတော့မှကျော်စိုးဦးက7နာရီ30အဲဒီနေ့7နာရီ30ပေါ့နော်အောက်မှာကအဲ့အဆက်ကလေးအဲ30ရယ် D ရယ်နောက်တစ်ခါအဆက်ကလေး30ရယ် D ရယ်7နာရီ30မှာကျော်စိုးဦးကတင်ထားတာဒါ admin နာမည်ပေါ့နော်အဆက်30နဲ့ D နဲ့ပေါ့နော်အဲ forward ထိုးရတာလည်းမဟုတ်ဘူးနော် forward ထိုးရတာမဟုတ်ဘူး forward ထိုးလို့ရှိရင်တော့မူရင်အဲ post ပိုင်ရှင်ရဲ့နာမည်ပါတယ်ပေါ့နော်အခု forward ထိုးတာမဟုတ်ဘူးလုံးဝအဲ့ဒါ တင်တာကိုယ်တိုင်တင်ထားတာပေါ့နော်ဒါကကျော်စိုးပေါ့အဲတော့ hand new course ကိုကျွန်တော်ပြအဆက်ကလေး30ရက်ဒီ17နာရီ30ကိုဆိုတော့တနင်္ဂနွေကတော့ကြာတာပေါ့နော်ကြာတယ်မဟာအဲ့တော့အဲ့တော့ admin ကတယောက်သေးလို့ဒါပြောလို့ရတာနော်ဒါညင်းလို့မရတော့ဘူးနော် admin တယောက်သေးလို့ပြောလို့ရတယ်အဲ့တော့ကျော်စိုးကဒီကောင်ကပြောရလို့ရှင်ဒီကောင်အယုဒ္ဓမာပြတာဒီကောင်အယုဒ္ဓမာဒီကောင်လူယုံမှာဒီကောင်ပေါက်ကြရတယ်လူထုကို အဲခင်ဗျားတို့တကယ်ဟိုဘောမာတွေပေါ့နော်ဘောမာတွေကျွန်တော်ပြောချင်တာနော်စစ်တထောက်ခံသူတွေပြောချင်တာခင်ဗျားတို့ကကြော်ဆိုးမှုကနော်ခင်ဗျားတို့ရဲ့တကယ်အန်ရရှိခဲ့ကောင်းဆိုတော့ခင်ဗျားတို့သိဖို့လိုတယ်နော်ခင်ဗျားတို့နောက်မှာဒီပုံစံတိုင်းဆိုရင်ကြော်ဆိုးမှုကနောက်ကနေလိုက်ပြီးတော့မှအဲ check နေတဲ့သဘောရှိတယ်ခင်ဗျားတို့အချင်းချင်းကိုပြောတာနော်ချင်းချင်းပြောတာအဲ့တော့ပြီးခဲ့တဲ့ရက်ပိုင်းကသူတို့၃ယောက်သွားတယ်အဲဟိုဘက်ကိုအားလဲဟိုအောင်ချီပုံတန်းချီပုံတန်းဟိုအောင်နောက်မြောက်တိုင်းဆက်ထန်လာကြတယ်နော် တိုင်းမူမုံညာဘက်ကိုသွားတယ်အတူတူသွားကြတယ်အဲ့မှာတက်စင်ဦးကပါတယ်ပေါ့နော်အတူတူသွားတယ်လာတယ်အဲ့တော့ကျော်စိုးဦးကပြောရလို့ရှင်မဘာသားတွေနဲ့ဒီကောင်ကဒီကောင်ကပြောရလို့ရှင်လော်ဘီအကြီးစားတယောက်ပေါ့နော်ဒီကောင်ကအခုနောက်ပိုင်းဆိုလို့ရှင်ဒါပေါ်တင်ဒီကောင်လည်းခိုင်းလိုက်တယ်နဲ့တူပါတယ်နော်ဒီအတွင်းပိုင်းတွေဒါထောက်လိုင်းကြီးပါအဲ့ဒီနီးပညာလည်းရှိတယ်နော်တံပြန်ထောက်လိုင်းကြီးဆိုတာနော်ကောင်တာ intelligence ဆိုတာရှိတယ် အဲ့တံပြန်ထောင်းလိုင်းရေးပုံစံမျိုးဒီကောင်အောင်လောက်ထားတဲ့သဘောလိုတော့သွားတွေ့ရတယ်ပေါ့နော်အက်ဒမင်တယောက်တည်းထပ်เสียအကြောင်းမရှိဘူးနောက်ပြီးတော့ဟိုနာမည်ကဗျာကျွန်တော်ပြောရမယ်လွယ်လွယ်ကူကူနာမည်တော့မောင်ဖြူလို့မောင်ဝါလို့လည်းအဲ့လိုပဲပေါ့နော်ထပ်နိုင်တဲ့နာမည်မျိုးမဟုတ်ဘူးရေးထားတာအဆက်ကလေး20အောက်မှာ30 30ပြင်ဒီနောက်ကအဆက်ကလေး20အောက်မှာ30ဒီဆိုတော့ဒါကတည်တည်ချာချာကိုရေးထားတဲ့နာမည်ပေါ့နော်ဒီနာမည်ကသွားတူเสียအကြောင်းတော့မရှိဘူးဘလို့မှမတူနိုင်ဘလို့မှမတူနိုင်ကျွန်တော်တို့တာမန် အဲအပြင်မှာရှိနေတဲ့နာမည်တွေကတူကောင်းတူနိုင်တယ်နော်အဲ့တော့ဒီနာမည်ကတူစရာအကြောင်းမရှိဘူးအဲ့တော့တေချာသွားပြီလားကျော်စိုးဦးနဲ့ဟန်ရင်းဦးကအဲ့မင်းတယောက်တယ်အဲ့တော့ဇော်ဖုံးအင်းကိုလည်းဒါကျော်စိုးဦးကဇော်ဖုံးအင်းရဲ့နောက်ကအကြောင်းနေပေါ့နော်သူတို့ရင်းနှီးသွားပြီဆိုတဲ့အချိန်မှာဇော်ဖုံးအင်းကချုပ်ကိစ္စတွေပြောကောင်းပြောပါလိုက်မယ်နော်ခြားအဲ PDF တွေကိုအလင်းဝင်ဖို့အတွက်သူဖုံးဆက်ခဲ့တာအဆက်အသွယ်လောက်တာဒါတွေပြောကောင်းပြောပါလိုက်မယ်နော် အဲ့ဒါတွေကိုတောက်ယူထားတဲ့သဘောရှိရပါတော့အခုဒီမှာတွားပြီးတော့မှာအဲဲလို့သာတွားတွေ့ရတော့အဲ့တော့နောက်ပြီးတော့အခုဇဘုံရင်ဖန်းခံရတဲ့အချိန်မှာကျောက်စိုးကဒီကိစ္စနဲ့ပတ်သက်ပြီးခင်ဗျာတလုံးတပါးသားတစုံမှမထွက်ဘူးဒီလောက်ရင်းနေရတော့အတူတူတွားလာစားတောက်နေကြတာပျော်ပျော်ရွှင်ရွှင်နဲ့ခင်ဗျာဒီမုံရွာမှာလေစားရိတ်တားကြီးထဲမှာအဲ့တော့ဒီလောက်ရင်းနေတဲ့လူတယောက်ကတတိရှိရှိနဲ့ကိုယ့်ရဲ့ရဲဘော်ရဲဘက်တယောက်ဒီလိုမျိုးမတရားဖန်းခံရတာကိုဘာသာမှမထွက်ဘူးအဲ့ဒါပါ ဘာကြောင့်အကြောင်းစိုးကလူယုံပါလေနော်ဒီကောင်ကလူယုံဒီကောင်အခွက်ကစက်တီမင်္ဂလာကိုမရှိတာတော်တော်စက်တီတုံနဲ့အခွက်အဲ့ဒါကြောင့်ကျွန်တော်ဒီကောင်အခွက်ကိုတိတ်မတင်တော့တာနော်စက်တီမရှိအခုလည်းပေါက်ကြရရှောက်ပြောနော်ဒီဒီကဒီဘလောက်တည်တာလို့ဘာလို့ဟိုအဲပလဲဘက်မှာထွက်လာပါလိမ့်မယ်ကြောင်းစိုးကနော်ဒီဒီကဒီဘလောက်တည်လဲမင်းတို့ခိုးရီဘလောက်တည်လဲဆိုတာနော်အဲ့တော့တေချာတာကပြောချင်တာကတော့ဒီမျိုးညစ်ပေါ့ဗျာမျိုးညစ်မဘာသားရဲ့နောက်ကိုကျော်စိုးဥက ကျော်စိုးဦးနဲ့တဆင်ဦးတို့နှစ်ယောက်ဖြစ်လိမ့်မယ်နော်ပူးတက်လုံနေပြီဆိုတာကျင်းသိတယ်နောက်တစ်ခုကလည်းဆိုတော့ဒီဟန်ရင်းရဲ့အကောင့်ထဲမှာတဆင်ဦးရဲ့ဟာတွေကို forward တွေထိုးပြီးတော့မှတော်တော်များများတွေ့ရတယ်ပေါ့နော်အဲတို့အဆက်ဆက်ရှိတယ်နော်ဆက်ဆက်ရှိအဲစကုံးရဟိုဘက်တကောင်နေကောသူကသူပြောနေတာရှောက်ပြောတယ်အခုဒါစော်ဖုံးရဲ့နောက်ကျိုးကိုကျော်စိုးဦးကဓာတ်နဲ့ထိုးလိုက်ပြီဆိုတာတော့လုံးဝသိကြပါပြီနော်လွဲเสียမှာမရှိဘူးကြာ ဒီနာမည်ကြီးကလွဲစရာမကြီးမယုံလို့ရှိရင်အဲ့ဒီ post နောက်ကိုသွားပြီးတော့မှဒီကောင်ကြီး channel တွေကိုဝင်သွားကြည့်အတူတူပဲကျွန်တော်အတီးပြူတာပေါ့နော်အတခုခု screen shot ပါညာပေါ့နော်အဲပြင်လာတာပါညာပြင်ပါဆိုးလို့သွားတီးပြူလိုက်တော့ဟာဟုတ်တယ်ဗျာနော် admin ကတက်ကောင်လေးဗျာကဲအဲ့တော့ဒီကောင်ကြီးကထော်ကျိုး channel နဲ့ကျော်ဆိုး channel နဲ့ admin ကတယောက်တည်းတယောက်တည်းနောက်ထပ် admin ဆိုတဲ့နာမည်နဲ့လည်းရှိတယ်ကျော်ဆိုးထဲမှာဒါမဲ့ဒီကောင်ကလည်းဒီဟာကိုတုံးနေတဲ့သဘောရှိတယ်နော် တော့ကျောက်စိုးကတူရုံမှာအောက်တန်းစားအောက်တန်းစားဒါအချင်းချင်းဒါနောက်ကျောကိုဓာတ်နဲ့ထိုးရဲကောင်နော်ဒီကောင်ကထမင်းစားမယ်ကောင်မဟုတ်ဒီကောင်မစင်စားမယ်ကောင်နော်ဒီကောင်အခွက်ကတော်တော်စက်တီတုံးနေအခွက်အဲ့ဒါလေးပြောချင်တာနော်အဲ့တော့အချင်းချင်းတော့ကင်ကုန်ကြပြီနော်အဲ့တော့မပုတုလေအခုကျွန်တော်ကြားရတော့ကတော့မပုတုပြေးပြီလို့ကြားဘယ်ပြေးလဲတော့မသိဘူးပြေးစရာမီးရသူကခက်ချင်းချင်းရယ်နော်ရန်သူကနှစ်ဖက်ဝိုင်းနေတာဆိုတော့အဲ့တော့ဟို ကျွန်မပြောတာတွေပါပါပြီကျွန်မကတော့အဲတော်လန်ကြီးကိုသဘောပေါက်ပါပြီဆိုပြီးတော့တော်လန်ကြီးအဖွဲ့တွေတော်လန်ကြီးအဖွဲ့တွေစုံမိုးထားတဲ့နေမြေတွေမှာတွားပြီးတောင်းမှတွေးရှုပ်ပြီးနေဖို့အေးနော်မဟုတ်ဘူးပြင်းပြီလို့တော့ကြားတယ်နော်ဟုတ်မဟုတ်တော့မသိဘူးနော်အဲ့ဒါတစ်ခုပေါ့ဗျာနော်နောက်တစ်ခုကတော့